ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချင်းငယ်ဆက်ရတာလေးနဲ့ဓမေပူပူလေးနဲ့တွေ့ဆရတဲ့အရန်ကိုလိုက်ဖက်တဲ့ပင်လယ်သုံးမြဟင်းချင်းငယ်ဆက်လေးအိမ်မောင်နဲ့ချက်စားပြေလို့ဖြီးလုံးနီလေးကိုလာပြရပေးရရှိပါတယ် အရင်ဦးဆုံးပါဝင်ပစ္စည်းလေးတွေကိုဖြိုးတို့အစင်သိပ်လိထားပေးလိုက်ပါမယ်။ဒီမှာဆိုလို့ရှိရင်တော့ဇက်ပလင်နှချောင်းကိုဖြိုးကခုလိုမျိုးလေးအချောင်းချောင်းလေးတွေထိထားပေးလိုက်ပါတယ်ရှင်။ပြီးရင်တော့ကြက်သွုံအလုံးကြီးနှလုံးစာလောက်ကိုလည်းခုလိုမျိုးလေးလေတောက်တုံးလေးတွေအစင်သိပ်လိထားပေးလိုက်ပါမယ်နော်။ဒိဟင်းလေးရဆိုလို့ရှိရင်ထိုင်းမဆိုလို့ရှိရင်အရန်နာမည်ကြီးတယ်ပေါ့နော်။ပါဝင်ပစ္စည်းလေးတွေကပုံမှန်ထက်နည်းနည်းများပြီမယ်။အရသာလည်းအရန်ကိုကောင်းပါတယ်ရှင်။ပြီးရင်တော့ပဒဲကောင်းနိုင်ငယ်ကိုလည်းခုလိုမျိုးလေးအစင်သိပ်လိထားပေးလိုက်ပါမယ်နော်။ပဒဲကောင်းလီးပြီးတာနဲ့တံမြာသေးနှလုံးစာလောက်ကိုလည်းအစ င်သိလိထားပြလိုက်ပါတယ်။ပြီးရင်တော့မိုးလေးတွေကိုလည်းခုလိုမျိုးလေးဖြိုးလို့နှချမ်းလေးတွေခြံထားပြလိုက်ပါမယ်နော်။ဖြူကတော့ဒီမုံလုံးလေးကိုသုံးထားရပေါ့နော်ဒီနေရာမှာဒီမုံလုံးလေးမရှိရင်တခြားကိုအဆင်ပြေတဲ့မုံကိုသုံးမယ်ဆိုလည်းရပါတယ်ရှင်ဒီသုံးမြဟင်းကကြတော့သူကနှမျိုးရှိတယ်ပေါ့နော်အရင်ကြီးနဲ့အရင်နောက်ဖြူလောက်ထားတာကကြတော့အရင်နောက်ပဲဖြစ်ပါတယ်ရှင်သူကနှုတ်ဆဲလေးနဲ့ချက်တာပေါ့နော်အရန်စားလို့ကောင်းပါတယ်ပြီးရင်တော့ငှုတ်သီးနီလေးနဲ့ငယ်ကိုလည်းဖြူတို့ကိုအဆက်စားနိုင်တဲ့လောက်ပေါ့နော်အစစ်သိထိထားပေးလိုက်ပါမယ် ကဲပြီးရင်တော့မပါမဖြစ်ဖြစ်တဲ့ဒီခရမ်းချင်သီလေးကိုလည်းဖြူတို့အစင်သိလိုက်ထားပေးလိုက်ပါမယ်နော်ဖြူကတော့တလုံးမှာလေးစိတ်လေးတွေစိတ်ထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာအသေးရွက်လေးတွေအနည်းများအောင်ကြတော့ကိုယ်ကြိုက်သလိုပေါ့နော်ချိန်ဆပြီးတော့ထည့်ပေးနိုင်ပါရဲ့နော်ပြီးရင်တော့ရှောက်ရွက်နေငယ်ကိုလည်းအလဲကအယိုးလေးတွေကိုထုတ်ပေးလိုက်ပါမယ်ဒီဟင်းကကြတော့ချက်ရလာလွယ်ကူတယ်ဆိုပေမဲ့သူ့မှာအမွှေးချရတော့နည်းနည်းများတယ်ပေါ့နော်ပါဝင်တဲ့ပစ္စည်းလေးတွေကတော့နည်းနည်းလေးများပါတယ်ပြရတဲ့ဖြူကနည်းနည်းပင်နေငယ်ကိုလည်းခုလိုမျိုးလေးအစင်သိလိုက်ထားပေးလိုက်ပါတယ်ရှင်နည်းနည်းပင် န်းကြတော့မရှိရင်မထက်လဲရပါတယ်ရှင်။ကဲဒါလေးတွေကတော့တုံ့ပြန်ဟင်းမှာအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ငှုပ်သီးနီပါမယ်၊ပဒဲခေါပါမယ်၊ပြီးတော့နန်နန်ပင်ကြက်သွန်နီပြီးတော့ဇက်ပလင်ရဲ၊တမယာသီးရဲ၊ရှောက်ရွက်ရဲပေါ့နော်။ပြီးတော့ခနာကလေထားတဲ့မိုးလေးပါမယ်။ပြီးတော့ခနာကဖြိုးလို့ဆင်သစ်လေထားတဲ့ခရမ်းချင်သီးပေါ့နော်။အသားနေရာမှာကျတော့ဖြိုးကဒီကင်းမှုနဲ့ပစုံကိုတုံးထားပါတယ်ရှင်။ဒီနေရာမှာတခြားကြက်သားတို့ဘာတို့ကိုတုံးမဲ့ဆိုလဲရပါတယ်ရှင်။ ဒါလေးကတော့တုံ့ညက်ဟင်းမှာသုံးပြထားတဲ့ငှုပ်သေးနှစ်လေးပေါ့နော်ထိုင်းလို့ဆိုလို့ရှိရင်တော့နန်ဖြစ်ဖောက်လို့ခေါ်ပါတယ်ရှင်သူကြတော့တုံ့ညက်ဟင်းနှစ်မှာဆိုလို့ရှိရင်မပါမဖြစ်ပေါ့နော်နှုတ်ဆဲဝင်ကြတော့ဖြူဝဘူးသေးလေးတပူကိုတုံထားပါတယ်ကဲအားလုံးလည်းအစစ်သဖြစ်နေပြီဆိုလို့ရှိရင်တော့စားချက်ပေးရန်အတွက်ချက်မဲ့အိုးထဲကိုဖြူလို့ရေကိုကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ရေကိုပပတ်ဆူလာတဲ့အထိပေါ့နော်ဖြူတို့တဲသွားပေးလိုက်ပါမယ်ရှင်ရေနွေးအိုးလေးကပပတ်ဆူလာပြီဆိုလို့ရှိရင်တော့သူ့ထဲကိုဆက်ပလင်ပတဲကောရေပြီးတော့ရှောက်ရွက် က်ရဲ့ချက်သွန်ရဲ့မြုပ်သီးနီရဲ့မိုးရဲကိုထည့်ပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့ပပွက်ဆူလာတဲ့အထိခဏလောက်တည်သွားပေးလိုက်ပါမယ်နော်တဲသွားလိုက်တာပပတ်ဆူလာပြီဆိုလို့ရှိရင်တော့ခနာကငှုပ်သီးနှစ်ပူတဲ့ကငှုပ်သီးနှစ်ကိုကိုလိုအပ်တလောက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ရတတခါနဲ့ဆက်ထားပေးလိုက်ပါမယ်နော်သူ့ရဲ့ဖြူကအသားမုံနေငယ်တကြားနေငယ်ပြီးတော့ငံပြားရည်ကိုထည့်ပေးလိုက်ပါတယ် ကဲပြီးရင်တော့အားလုံးကိုနှက်သွားအောင်ခဏလောက်မှွေထားလိုက်မယ်။အားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ဖြူတို့အစင်သစ်ပြင်ထားတဲ့ဒီပစုံနဲ့ကိမုံကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ခဲချင်သေးဦးပါထည့်ပြီးလို့ရှိရင်တော့အဖုံလေးအုပ်ပြီးတော့ခဏလောက်စူထားလိုက်ထည့်တော့ပေးလိုက်ပါမယ်နော်။တကယ်လို့ကိုကခင်းချီသေးကိုကြက်ကြက်လေးကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီမုံနဲ့တခါတည်းထပ်ပြုတ်ပေးလို့ရပါတယ်ရှင်။ ကဲဖြိုးတက်သွားလိုက်တာစူလာပြီဆိုလို့ရှိရင်တော့အဖုံးလေးကိုဖွင့်ကြည့်မယ်ပြီးရင်တော့နှုတ်စိမ်ဘူးမှာတပူလုံးကိုထည့်ပေးလိုက်ပါမယ်နော်ဖြိုးကနှုတ်စိမ်ထည့်တာကိုဗီဒီယိုမရိုက်လိုက်ဖြစ်ဘူးပေါ့နော်ပြီးရင်တော့ရှောက်ရနေငယ်ကိုထည့်ပြီးလို့ရှိရင်တော့တံမြာရီကိုကိုလိုအတလောက်ထည့်ပေးလိုက်ပါမယ်ကဲပြီးလို့ရှိရင်တော့အားလုံးကိုတမတော်အောင်ဝင်ထားပေးလိုက်ပါမယ်ရှင်အားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့ရတာပုံငန်းကိုမြင့်ချပေးလိုက်ပါမယ်နော်ဒီနေရာမှာရတာပုံငန်းကိုကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရှင် ကြရတာလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့နောက်ဆုံးကြမှာနာနာပဲလေးအုပ်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်။ကက်ဒီနီဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ပင်လယ်တုံ့ပြန်ခြင်းငယ်ဆက်လေးရတော့စားဖို့စိတ်သဖြင့်နေပါပြီရှင်။သူဟာဒီတိုင်းပဲတော့ဖြူတို့ထမင်းပူပူလေးနဲ့ပဲတော့စားစားပါတော့။အရင်ကလည်းဖက်ပါတယ်။အနက်လေးရဆိုလို့ရှိရင်လည်းမွေးနေရောပေါ့နော်။ ကဲဟင်းကြီးလေးလည်းကြက်နေပြီဆိုလို့ရှိရင်တော့ဖြိုးလို့စားမပကယ်လေးကိုထည့်မယ်ပြီးရင်တော့ကိုနှစ်သက်ရထမင်းနဲ့ပဲဖြစ်ဖြစ်ဒီတိုက်လေးပဲဖြစ်ဖြစ်ပေါ့နော်သုံးဆောင်နိုင်ပါပြီရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်လုံနေလေးရလည်းလွယ်ကူပြီးတော့စားလို့လည်းအရင်ကောင်းတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကဲဒါဆိုဖြိုးရဲ့နောက်ပိုင်းသစ်တင်မှာပြန်ဆောင်ရမယ်နော်အားလုံးဘိုင်